မြန်မာလူ့သမားတွေရဲ့တကြံကာလအပြည့်ရဲ့အတွင်ထိုက်အစိုးရကအသွားပြန်ဗီဇာအခြေကို အခမဲ့သတ်မှတ်ထားပေမဲ့မြောက်ရီမဲဆောက်နေဆက်မှာပြည်တော်ပြန်သူတွေဟာမရှိသလောက်နေပါနေပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ထိုင်းမြန်မာနယ်စပ်မြောက်ရီမဲဆောက်ချစ်ကြည်ရာအမှတ်၁မှာတာမန်ချိန်ဒီဆို အခုလိုတကြံပိတ်ရဲ့ကာလဒီမှာပြည်တော်ပြန်အလို့သမားတွေနဲ့ပြည့်နှက်နေတတ်ပေမဲ့ဒီနှစ်မှာတော့နေပါ နေတာလို့ဆိုပါတယ် ဗီဇာကိုကျွန်တော်တို့အဝင်တုံးအထွက်တုံးနဲ့အခကျင်းငွေပေးမယ်ဆိုပတ်3000လောက်ကျတယ်ခင်ဗျအတိုးတော်လေထိုင်းဆိုရအဲ့ဒီအဝင်တုံးအထွက်တုံး free ပေးထားပြီးတော့ဧပြီ၁ရက်နေ့ကနေလာမဲ့မေ15အထိသူတို့နေရရင်ကကြံနေတဲ့ထိတွေ့ပါစီဆိုတဲ့စေတနာနဲ့ပေးတာပါခါတိုးတော်လေအရင်တော့ဆိုအရင်နှစ်ထိဟာဒီနေရာအထိကျွန်တော်တို့ညာနဲ့ကြည့်တဲ့လူတိုင်းကြီးစီနေပါတယ်လူတိုင်းစီနေရဒီနေ့မှာတော့ကျွန်တော်ကား2စီ3စီနဲ့2ယောက်3ယောက် ပြည်တော်ပြန်မဲ့အနေထားလေးတွေ့တော့ထိုင်းရောက်မြန်မာပြည်ရဲ့ပါနဲ့လိန်လာမှုလိန်မာမှုကျွန်တော်ကချီးကျူးရမယ်ဆရာနာတင်ထားပြီးစစ်ပွဲတွေဖြစ်ပွားနေသလိုပေါ်တာဆွဲစစ်မှုထမ်းဖမ်းခေါ်တာတွေကြောင့်လည်းမြန်မာလုံသမားတွေဟာတကြံကာလအိမ်မပြန်ရဲကြတာလို့ဆိုပါတယ်ထိုင်းဆိုးရရဲ့စေတနာကိုလေးစားတယ်ကြံပိုးထားတယ်သို့တော့မြန်မာပြည်ပြန်ရောက်တဲ့အခါမှာကားပေါ်မှာလဲကားပေါ်မှာမဟုတ်လို့ တင်းပေါ်ပေါ်မှာလဲတင်းပေါ်မှာပေါ်လဲရထားပေါ်မှာလဲရထားပေါ်လို့ကုံကုံပြောရရင်လေရင်ပေါ်မှာတောင်းစစ်မှုထမ်းဖို့အတွက်စစ်သားစုဆောင်ဖို့အတွက်ပေါ်တာဆွဲနိုင်တဲ့အတိအသားဓာတ်ပြင်မှာမိမိတို့လူငယ်မောင်မယ်တွေအရွယ်ကောင်းတွေမမိဘူးဆိုရင်မိမိတို့မိသားစုတွေတူးကိုပြန်ပေးဆွဲမဲ့အနေအထားကိုကောင်းကောင်းကြီးသဘောပေါက်တဲ့အတွက်ထမ်းရောက်မြန်မာတွေကပြီးတော့မပြန်ကြတာဖြစ်တဲ့ပါဏလိမ်မာမှုရှိကြလို့လို့ကျွန်တော်ကသဘောပေါက်ပါတယ် ကျွန်တော်ဒီအကယ်၍အောက်ဖက်မှာဆိုရင်တော့ဟိုလူတွေထက်ခဲကြတာပေါ့နော် အပြန်လာဒီအပေါ်တက်လာကြတယ်ချို့ကလည်းထိုင်းနိုင်ငံဝင်လာပြီးတော့နေထိုင်ကြတယ်ပေါ့နော်အနီလွန်ပေါင်းစုံနဲ့လာနေကြတာပေါ့မဲဆောက်အပါဝင်ထိုင်းနိုင်ငံမှာမြမ၆တန်းလောက်ဝင်ရောက်နေထိုင်အလုပ်လုပ်ကင်နေကြပြီးဒီထဲမှာစစ်ကောင်စီအာဏာသိမ်းပြီးနဲ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းထပ်ထွက်လာကြသူတွေလည်း များပြားနေပါ रे ခင်ဗျာကျွန်တော်မောင်တူးပါ